မြတ်စွာဘုရားသခင်ကိုရောမြတ်ကဌာနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်တဲ့ပစ္စည်းဥစ္စာကကောင်းတာကအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးတဲ့များတာလည်းအဓိကမဟုတ်ဘူးပစ္စည်းဥစ္စာနဲ့မဆိုင်ဘူးတဲ့ဥပမာသိချီလူလို့ကုသိုလ်တွေအများကြီးရတယ်တချမ်းတချမ်းလူလို့ကုသိုလ်မရဘူးလို့မရှိဘူးအဓိကကုသိုလ်ဆိုတာယင်တဲ့နှလုံးထဲမှာဖြစ်တာ ကိုယ်စိတ်ဆွမ်းအားကြီးရင်ကြီးသလောက်ဖြစ်တယ်။တစ်ချက်လှူပြီးတော့စိတ်ဆွမ်းအားကထက်သန်တယ်။တစ်သိန်းလှူပြီးတော့စိတ်ဆွမ်းအားကမထက်သန်ဘူးဆိုရင်တစ်ချက်လှူတဲ့လူကပိုရချင်းရသွားတယ်။ဆွမ်းအားပေါ်မှာမူတည်တာနော်။ဒါကြောင့်မို့ဝေလာမတ်တုံမှာမြတ်စွာဘုရားကကိုယ်လှူတဲ့ပစ္စည်းဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေနည်းသည်ဖြစ်စေမြားသည်ဖြစ်စေအဓိကမဟုတ်ပါဘူးတဲ့။အဓိကကဘာတော့ဆိုလို့ရှိရင်စိတ်ထားပါ။ အဲ့တော့စိတ်ထားတော့ဘယ်လိုစိတ်ထားရမလို့ဆိုသက်ကိစ္စဒါနံဒိဋ္ဌိသက်ကိစ္စစိတ်ဆိုင်ပြီးတော့လှူရမယ်လှူတဲ့အချိန်အမှတ်တမဲ့လှူတာမျိုးမလုပ်ရဘူးလို့ပြောတယ်နော်မှန်ပါပါဗျာအမှတ်တရမှတ်မှတ်ရရလှူရမယ်ဘာလေးပဲလှူလှူအမှတ်တရလေးပဲဖြစ်စေရမယ်ကိုယ်စိတ်ထဲမှာဆွဲဆွဲမြင်းမြင်းအမှတ်တရတလေးတစားလှူတာမျိုးဖြစ်ရမယ်မှန်ပါပါဗျာနောက်တစ်ခုကစိတ်တိကတ္တဝဒါနံဒိဋ္ဌိလှူတဲ့အခါမှာအလှူကံပုဂ္ဂိုလ်တွေ ပူဇော်တဲ့စိတ်ချင်းမြောက်တဲ့စိတ်မျိုးနဲ့လှူရမယ်။အေးတချို့ကအဲ့လိုမဟုတ်ဘူး။ဒါနကောင်းမှုလုပ်တယ်ဆိုတာငါကောင်းစားဖို့ဆိုတာနဲ့လုပ်မယ်ဆိုလို့ရှိရင်ငါကောင်းစားဖို့ဆိုတဲ့လုပ်ကြရငါကောင်းစားဖို့ဆိုတာတဏှာရဲ့အတွေ့။လုပ်ထားတော့ဒါနကောင်းမှုပဲတွေးလိုက်တာကတဏှာအတွေ့။ဟောအဲ့ဒါကြတော့ဒါနကုသိုလ်ကတချမ်းပဲ့သွားတယ်ပေါ့။အကုသိုလ်တွေဝင်လာတယ်ပေါ့။ကိုဒါနကောင်းမှုရဲ့ ဒီအကျိုးကိုခံစားလို့ခြင်းတာဖြစ်လျာဖြစ်လျာဘဝမှာတထေးဖြစ်ပြရစေဆိုတာမျိုးဆူတောင်းတာမျိုးလို့ပေါ့နော်အဲ့ဒီဘက်ကို စိတ်ကညွတ်ပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်ဒါဒီဌာနဟာတဏှာနဲ့ရောထွေးသွားတဲ့ဌာနမျိုးဖြစ်သွားတယ်အဲ့တော့ကြောင့်မလို့အလှလှပြီးဆိုတဲ့အခါကြလို့ရှိရင်ကိုယ်အတွက်မဟုတ်ဘူးအလှကံပုဂ္ဂိုလ်အတွက်စိတ်ထားရမှာကိုယ်ကအလှကံပုဂ္ဂိုလ်အတွက်ငါလှတဲ့ဌာနကို ဆိုပြီးတော့တန်ဃာတွေဆိုလို့ရှိရင်အော်ဒီဆုံးကိုဖုံးပေးသုံးဆောင်ပြီးတော့ပရိယပฏิပတ်တရားမြတ်တွေကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေ။သို့မဟုတ်ဒီတန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့သီလတမာရီပညာဆိုတဲ့ဒီခုံရည်ချင်းတွေကိုဒီဆွမ်းနဲ့ပူဇော်ပါတယ်လို့စိတ်ကဒီလိုထား။အဲ့ဒါအမှန်တမ်းမှအရေးကြီးတဲ့ဟာတစ်ခုပဲနော်။အဲ့ဒါကြောင့်ဝေလမတ်တော့ပါမြတ်စွာဘုရားစိတ်တိကတ်တော်အတဏ္ဍနေတိပူဇော်လိုတဲ့စိတ် ချင်းရောက်လိုတဲ့စိတ်ထားမယ် နောက်တစ်ခုကတာထာဒါနန္တိတိကိုယ်တိုင်လောက်ပါလူတိုင်တန်းတဲ့အခါမှာ